ချစ်သူဤသမီးဂျူသူ့ကိုကျမစာပြီးမြင်မှုသည်ကလူနာကလေးမလေးတယောက်ဖြစ်ပါကျမအိမ်နဲ့ဘေးရှင်ကလေးရဲ့အိမ်ကပညာရေးပေါ်တာဆောင်တစ်ခုဖြစ်သည်ပေါ်တာဆောင်ဆိုတော့ယောက်ျားလေးတွေရော မိန်းကလေးတွေရောကိုခြံဝင်းထဲမှာဖြက်ခနဲ့ဖြက်ခနဲ့မြင်တွေ့နေကြ စာသင်တန်းတွေ စာရုပ်တန်းတွေကိုကြားနေကြဖြစ်သည်စီကံကြီးသောပေါ်လာဆောင်ဖြစ်သည်ဖြင့်ရေမောဆန်းသောတံများကိုတော့မကြာခဏကြားရတတ်သည်မဟုတ်ပေ အဲ့ဒီခြောက်ဝင်းဘမရေတံကိုခြေခြေလောင်လောင်ကြားရပြီဆိုလျင်အဲ့ဒါစာတင်ချိန်တစ်ခုမှပဲဖြစ်၏ဇီဝဗေဒစာတင်ချိန်မှာရေမောတာများကြားရခြင်းဖြစ်သည်ဟုဘောဓာဆောင်ကိုဦးစီးသူအမျိုးသမီးကကျမအားရှင်းပြဘူးသည်ကျမအံ့ဩရပါသည်ဇီဝဗေဒဤကုလန်းဆယ်တန်းသင်္ကန်းစာများကိုကျမအားတင်ကြားပေးခဲ့သောဆီယာမကြီးဒေါ်နွယ်နွယ်အားတတိယအောင်မေရင်ကျမတို့စာတင်ချိန်မှာဘဏ္ဍာခပြုံးရခဲ့ရလို့လဲဟုစဉ်းစားကြည့်မိသည် ထို့အတူပြုံးရင်စရာမပါတော့ဘာသာရတခုကိုចောင်းသားတွေတဝါဝါရှင်မောရအောင်တင် जा ခြင်းမှာဆီယာမဤချီချူးတိုက်သောအည်ရချင်းဖြစ်လိမ့်မလားဟုတန်တရားဝင်ခဲ့ရပါသည်။ဘာပဲဖြစ်ဖြစ်ဤဘောရာဆောင်သည်နာမည်တော့တော်တော်ကြီးပါသည်။အောင်ချက်ကောင်းသည်အစိမ့်မြင့်တက္ကသိုလ်များသို့ဝင်းသည့်ចောင်းသားចောင်းသူတွေများသည်စသည့်တည်င်းစကားများကိုကျမ၏လူနာများထံမှကြားရလိမ့်ရှိသည်။ အီဘိုရာဆောင်မှကလေးများနေမကောင်းလျင်ကျမပဲဆေးကုသပေးရ၏အများအားဖြင့်တော့ဆေးကန်းတို့လာကြသည် တခါတည်းကသာဘောရာဆောင်အထိလိုက်သွားရတတ်သည်ဘောရာဆောင်ကမှ ကျမသွားရပြီဆိုလျင်တော့လူနာကိုဆေးကုပေးပြီးသည့်နောက်ချမ်းသည့်ចောင်းသားចောင်းသူများကိုဂျုံလျင်ဂျုံတယ်လို့ကျမရည်ပညာအသည့်တချို့ကိုပြောပြပေးခဲ့သည်ကကျမ၏အချင်းတစ်ခုဖြစ်နေသည်စီလေးကိုဘာကြောင့်ရှောင်းတဲ့လဲဆိုသည့်အကြောင်းအရာမျိုး မျိုးပွားခြင်းဆိုင်ရာကျမ်းမာရေးဗဟုသုတဘာကြောင့်လိုအပ်တယ်လဲဘယ်အတိုင်းအတာအထိတည်ထားတင်တယ်လဲဆိုသည့်အကြောင်းအရာမျိုး HIV AIDS နှင့်ပတ်သက်ပြီးလူငယ်တွေကြုံတွေ့နိုင်သည့်အဖြစ်အပျက်နှင့်ရလဒ်များဆိုသည့်အကြောင်းအရာမျိုးတွေဖြစ်တတ်သည်ထို့သောထူတရက်ကတော့ကျမပြောနေကြစကားဝိုင်းကိုပြက်ခွက်သွားခဲ့၏သူ့ကိုဆေးကုသပေးပြီးသည့်နောက်မှာ ကျမ၏စိတ်အာရုံများလွတ်လပ်မှုမရှိဘဲတစုံတရာနှင့်နှောင်ဖွဲ့တင်းကျပ်မိသွားသောကြောင့်ဖြစ်သည် သူ့ကိုကျမတခါမျှသတိမထားမိခဲ့မမြင်မှုခဲ့တာသေးကြသည်သို့တော့ကျမမြင်ဘူးနေတယ်လို့ရေးရင်းနှီးနှီးကိုမှတ်မိနေသည်မှလည်းသိကြသည်တောက်ပရှင်လဲ့သောမျက်ဝန်းနှံများမဲနှက်ပြီးမျက်လုံးနှင့်ဝဲဝဲမြင့်မြင့်မျက်ခုံးများတီးတွယ်ချုံများသည့်နှာရန်ဆင်းဆင်းနောက်ပြီးလုံးဝန်းသောမျက်နှာကြမှာ တွယ်ချုံသောမေးစိသမီးကိုတနည်းအားမမြင်ဘူးတယ်လို့ပဲသမီးမော်ရယ်များလှုပ်သလား တဝက်တပြက်ဆန်းတော်သောစကားဖြင့်ငုံမနေသောကလေးမကိုမေးမိသည်။ "तू ကမဖြေပါ။ကျမဤပစ္စည်းကရိယာများကိုသာ အသေးအတန်စိုက်ကြည့်လျက်သူ့ကိုနာကျင်အောင်လှုပ်တော့မှာကိုစိုးရိမ်ကြောင်ကြောင်နေရရှိ၏။စိတ်မထိုးခြင်းကို तू ကမျက်ရည်ဆွဆွသောမျက်ဝန်းများဖြင့်ကျမအားစိတ်ဆင်းကြည့်ကညင်းဆိုပါသည်။ကိခိုင်းဆီယမကိုအဲ့ဒါလိုမစိုးနဲ့လေ။ဆီယမကတမိနေကောင်ကုပေးမှာ။ဘောဓာစာအုတ်ချုပ်သူအမျိုးသမီးကဖြောင်းဖြားသည်။ တမီးကအဖျားတိတ်ကြည့်ပြီးခေါင်းကိုက်လို့မုံနေရတော့မို့ချက်ချင်းတတအောင်စီးထိုးမှကောင်းမယ်လေကျမအပြုံးဖြင့်ချုံမမိ၏ဟဲ့မထိုးရအောင်ခေါင်းပြီတမီးမထိုးချင်ရင်အန်တီမထိုးဒါပေမဲ့အဖျားနဲ့ခေါင်းကိုက်မြင်မြန်ကြအောင်တခြားနီလာတစ်ခုနဲ့တော့တမီးကိုယ်ရဲစီးရအောင်လုပ်ရလိမ့်မယ်ကျမကတခြားကလေးတွေမကြားရအောင် သူ့နားနားကိုကပ်ပြီးပါရာစီတမောဆေးတောင်လေးတစ်ခုသူ့ကိုယ်ထဲသို့ဗေနီးဖြင့်ထည့်ပေးနိုင်သည်ဆိုတာရှင်းပြလိုက်သည် ထိုအခါသူမျက်နှာလေးပန်းသွေးရောင်ရဲသွား၏ဟင်းဟင်းဆေးရန်ကျောင်းသူမလေးသည်ထိုနည်းကိုအသေးအတန်ညှင်းပြပါသည်ဒါဖြင့် သမီးရွေးလေဆီယမဘေနီးနဲ့သမီးအဖျားညင်ညာကြအောင်လှုပ်ပေးစေခြင်းတည်းလေကလေးမခနာတူဝေသွားသည်ဘေတော့မှမဖွေတဝိအတန်ဖြင့်ခက်ဆဆပြောသည်သမီးကိုဖေဖေရလွဲလို့ဘသူမှစီထိုးပေးတာမခံရဘူးဘူးသူစကားကြောင့်ကျမသူမျက်နှာလေးကို ချက်ကလေးအသေးချာငုံချီမိ၏သူ့အဖေကဆရာဝန်လားဒါဖြင့်ဖះရေသူ့အဖေကဆရာဝန်မဲဆရာမရဲ့ဘောရာဆောင်အုပ်ချုပ်သူအမျိုးသမီးကကျမအားရှင်မြသည်ကျမကလေးမကိုကြည့်မိရင်ဘသူသမီးဖြစ်နိုင်သည်ဆိုတာတွေးမိတော့ပါသည်သမီးအဖေကပင်လောင်းမများလားဟုတ်တယ်ကလေးမ၏မျက်ဝန်းများလေးလက်သွား၏ဖေဖေကိုတည်လာရင်တည်သလား ကျမရင်ထဲမှာထိတ်ကနေခုံသွားသည်တိတလားတဲ့ကျမပြုံးလိုက်ပါသည်တိတာပေါ့သမီးဖေဖေနဲ့အန်တီနဲ့ကတရားနဲ့တတ်တတ်ခဲ့တဲ့အတန်းဖော်တငယ်ချင်းတွေလीသိခင်တာပေါ့သမီးအိမ်ပြန်တဲ့အခါအန်တီဆီယာမအချောင်းသမီးပြပြလိုက်ပေါ့သူ့အဖေနဲ့တရားနဲ့ဆီယာဝဟုတ်တီသွားယုံဖြင့် ကျမအပေါ်သူအားကိုးသွားလိမ့်တယ်လားမသိ။သူအားမနာအောင်စီးထိုးပြရန်ဟူသောချွင်ချက်ဖြင့်စီးထိုးခွင့်ပေးလိုက်သည်။ထိုနေ့ကကျမအိမ်သို့ချက်ချင်းပြန်သွားခဲ့မိပါသည်။သူသည် စာတော်သောကလေးမတစ်ယောက်ဖြစ်သည်မှန်၏။သူသောတော်တော်စိတ်မြန်ပြီးတော်တော်ရှာသောကလေးတစ်ယောက်လည်းဖြစ်သည်။သူလေးချင်းကန်းစာအုပ်အဖြစ်များကိုကျမတောင်းယူကြည့်သည့်အခါပေါ်ဆသောအမားတေးသေးလေးများကိုတည်ထားမိသည်။ မေခွန်းတစ်ခုခုကိုသူ့အားမေးလိုက်လျင်အဖြေကိုတခုတည်းဘယ်တော့မှမရတဲ့ပထမအဖြေပြီးသည့်နောက်ကျမ၏မျက်နှာထားမပြောင်းလဲသည်ကိုသတိထားမိလျင်ဒုတိယအဖြေကိုပြောင်းလဲပြီးတတ်သည်ဟင်မဟုတ်ဘူးမဟုတ်ဘူးပိုတက်ဆီယမ်ဗာမင်းကနိတ်ဆိုသောအဖြေမျိုးဖြစ်သည်တကယ်တော့သူပထမအဖြေကအမှန်ဒုတိယအဖြေကအမှားသူမှာကုကုကူယုံကြည်မှုနဲ့တည်းဟုကျမမချက်ချမိသည် သူထမင်းမစားခြင်းမူဆိုလျင်ကျမက ိမ်မှာတစ်ခုခုလောက်ပြီးသူ့ကိုတွားပို့ပေးရန်ဖုန်းဆက်ပြီးမင်းမိသည့်အခါမျိုးတွေရှိသည်။တမင်းကေခိုင်ခြေဦးတောက်ချင်သလားဖတ်ထုတ်ပေါင်းတောက်ချင်သလားခုတော့အမေကွန်အထွတ်ပထမအဖြေကိုချက်ချင်းရ၏ခြေဦးတောက်ချင်တဲ့အန်ဒီဒူနောက်နှစ်စက္ကန့်အတွင်းဒုတိယအဖြေကိုပြောင်းပေးပြန်၏ဟင်းမဟုတ်ဘူးမဟုတ်ဘူးဖတ်ထုတ်ပဲတောက်ချင်တယ်ကျမကအနေငယ်မျက်မှောင်ကျုံမိရာကလေးလေးနက်နက်လေးတန်ဖြင့်မိမိဤသမီးတီးကြရနေနော် ဖတ်ထုတ်တောက်ချင်တာဟုတ်ရဲ့လားထိုအခါသူသည်20စက္ကန့်လောက်အတွင်းချက်ချင်းပဲပထမအဖြစ်စီပြန်ရောက်သွားပြန်၏ကြီးဦးပဲတောက်ပါတော့မယ်အန်ဒီသူဘာဖြစ်လို့တခုခုအပေါ်မှာစိတ်မပြတ်သားရတာလဲဘာကြောင့်လဲထိုအခါမျိုးတွင်ကျမသည်သူ့အဖေကိုပြန်ပြီးတတိယအောင်မိသွားရတတ်ပြန်ပါသည်ဒါအဖေဗီဇအမွေတော့မဟုတ်နိုင်ဘူးသူအဖေသည်ငယ်စဉ်ကတည်းကရွေးချယ်မှုတစ်ခုခုကိုပြုလုပ်ရန်ဘယ်တော့မှနှောင့်နှေးတိုးဆုံမှုမရှိခဲ့ ။ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချနိုင်ခဲ့သည့်ကြီးပင်ဖြစ်သည်။သူ့ဘဝမှာမဖြစ်သားခဲ့သည့်တခုတည်းသောပြဿနာမှာကျမဖြစ်သည်။ကျမကိုသူ့ဘဝထဲခေါ်သွင်းရမလား။ထားရခဲ့ရမလားဆိုတာကိုတော့သူလာပေါင်းများစွာတွေ့ဝေခဲ့ဘူးတာပေါ့။သို့တော့နောက်ဆုံးမှာတော့သူပြသားခဲ့တာပါပဲ။ကျမတို့အခုအချိန်ထိအထီးကျန်ဘဝအပေါ်တွေ့တာနေဝင်ဆဲဖြစ်စီလောက်အောင်ပဲသူပြသားခဲ့ပါသည် ကျမသည်နောက်ပိုင်းတွင် အိမ်အပေါ်ထရန်ဒါမှဟိုဘက်ခြံဝဲစီသို့လှမ်းရှာကြည့်မိတတ်လာသည်ညနေခင်းခဏအနားယူချိန်၌ကလေးတွေပန်းချန်ထဲမှဟိုနေရာစုစုဒီနေရာစုစုစကားပြောတတ်သောကြောင့်ဖြစ်သည်အဲ့ဒီလိုညနေခင်းအချိန်မျိုးမှာသူပါလုံးနေတတ်တယ်လဲဟုကျမမေးကြည့်ဖို့ဤအခန်းထဲမှာတရှိနားထောင်နေတာဟုဖြေပါသည် သူအဖေကသူအားတစ်ချက်ဖြင့်နားထောင်ရသော ဝါခမင်းကဆက်ကလေးတစ်ခုနဲ့စီတပြားဖွင့်ဆက်လေးတစ်ခုပေးလိုက်သည်ဂီတကိုအာယုံနဲ့ဝင်နိုင်တော့ကောင်းသည်တခြားအာယုံတွေနေသားနိုင်တာပေါ့ဟုကျမမချက်ချမိသည်တမီးမေတချင်းကိုကြိုက်တယ်လေကလေးတွေကိုတွေ့တိုင်းအလင်းတင်တယ်လို့မိကုန်းတွေမိတတ်သည်ကျမသည် သူ့ကိုတော့တာမန်ထပ်ပူခဲ့သည့်စိတ်ဝင်စားမှုဖြင့်ဆက်စုမေးမြန်းမိလေးရှိပါသည်ဘရန်ဒနီစမီယာကြိုက်တယ် M2M ကြိုက်တယ် Vanessa Kieran ကြိုက်တယ်သူက မျက်လုံးလေးတောင်းခတ်စင်စားရင်းဖြေလျင်ကျမလှုပ်ခနဲအာမေဒိတ်တန်ဖြင့်ချိန်မောလိုက်မိပြီ။အလုံးပင်လောင်းသူကြီးကအလာကြီးပါလား။ထိုအခါသူ့အနေငယ်နှခမ်းဆူသွား၏။ဖီဖီယာသမီးကို digital judo slong တက်ပေးထားတာဥစား။သူ့အဖေတော့သူတော်တော်ချစ်မြတ်လို့အားကိုးဝမ်းရှိသည်။ပါစကားပဲဦးတီပြောပြောထိုစကလုံးနဲ့အတူသူ့အဖေပါသည်ဤကလေးမကို သူ့အဖေဘယ်လောက်များချက်လိုက်မလဲကျမ တစ်ခါတစ်ခါသူ့ကိုငေးမောရင်းမှန်းဆချီမိသည်သူနဲ့ရုပ်ရည်ဆင်တူသောကိုပွားသမီးငယ်လေးကိုသူ့အသက်တပြညနိုးထွေတာပြီးလိမ့်မည်ထိုသမီးငယ်လေးကိုမွေးဖားပေးသောသူ့ဇနီးကိုလည်းအထက်ထက်အခါခါကျေးဇူးတင်ရင်းချစ်မြတ်မှုမဆုံးဖြစ်ရလိမ့်မည်ထိုသမီးငယ်လေးကိုဘဝမှာပြဖြစ်စီခြင်းမလဲသူ့လိုပဲဆရာဝန်ဖြစ်စီခြင်းမပေါ့ဒါကြောင့်သာမြို့တီတီလေးမှာသူနဲ့တူရင်ွယ်မှာထားခွင့်ရပါလျက် မြို့တော်ကြီးတို့ចောင်းဝိတ်ကြောထားပါတာဆောင်လာထားချင်းဖြစ်မှာပေါ့သမီးအသက်ကြီးလာရင်ဘာလို့ချင်တယ်လဲဟုမေးမိသည်ဆရာဝန်လှုပ်ချင်တယ်ဟု ဖြေပါသည်ဆရာဝန်ဘာလို့လှုပ်ချင်တာလဲဟုထပ်မေးမိ၏ထိုအခါသူခဏတွေ့ဝေသွားသည်ထို့နောက်ခက်ဆဆဖြေသည်ဖေဖေလိုဖြစ်ချင်လို့ဖေဖေလိုလူနာတွေနဲ့ချီနေရတာကိုသမီးချိန်တာလားဖေဖေတိတ်ပင်ပန်းတာပဲကလေးမကအမှန်ကိုယခုမှစဉ်းစားမိသည့်မျက်နှာထားမျိုးဖြင့် စဉ်းစားဖြေပါသည်ဖေဖေကစီကားကိုတနည်းခုနေပိတ်ချင်တယ်ဒါပေမဲ့ပိတ်လို့မရဘူးလို့ပြောတယ်ဟုတ်တယ်လေလူနာဆိုတာနေမကောင်းဖြစ်တဲ့အချိန်မှာစီကုခံချင်တာပေါ့ဆရာဝန်ဆိုတာလဲအဲ့ဒီလူနာတွေအတွက်အမြင်အစင်သေးဖြစ်နေရတာပဲသူ့ကိုရှင်းပြတယ်လို့လို့နဲ့ကုကုကိုနှင်းသိမ့်ဖြောင်းပြပြီးပါသည် ဟုတ်တယ်နော်ဖေဖေကပြောတယ်လူတွေကိုဝိဒနာကနေတတအောင်လုပ်ပေးရတာကျင့်တဲ့ဆရာကောင်းတယ်တဲ့ ်သူဆရာဝန်ဖြစ်စေခြင်းသည်ဟူသောဆန္ဒမှာသူအဖေ၏လွှမ်းမိုးခံရမှုကတော်တော်အရေးပါသောအကြောင်းဖြစ်ပါလိမ့်မည်။သမီးမျိုးမှာပဲနေပြီးចောင်းထက်ရင်စီတက်ကတို့တက်ခွင့်ရလာအောင်အောင်မကောင်းလိမ့်မယ်လို့ဒီလိုလာတာလား။ကျမသူ့ကိုစစ်စစ်ပေါက်ပေါက်မေးမိသည်။သမီးမသိဘူး။ကလေးမကမျက်လုံးကလေးဝိုင်းလျက်ကျမအားဇဝေဇဝကြည်လာပါသည်ဖီဖီယားပို့လို့လာတာလားဖီဖီယားဒီကိုမပို့ချင်ပါဘူးဖူဖူကပို့တာ ကျမအနေငယ်အံ့ဩသွားသည်ဖူးဖူးဆိုတာဖီဖီရဲ့အဖေဩကျမဘာမှမပြောနိုင်ဖီဖီနဲ့ဖူးဖူးနဲ့စကားတွေများကြသေးတယ်ဒါပေမဲ့ဖီဖီကရှော့လိုက်ရတယ်ဒီတနေ့ပဲထားပါတဲ့တကယ်လို့ဖူးဖူးထင်တယ်လို့မဖြစ်လာရင် နောက်နှစ်တော့သမီးကိုဖေဖေးစီမှာပဲထားပါတဲ့ဒါဖြင့်သမီးစာပြီးပွဲကျသွားနိုင်တယ်လို့သမီးအဖေထင်နေတာလားသူအနေနဲ့မျက်နှာကျိုးသွားသည်အိမ်လေခွဲရရင်တမင်းကိုနေလိုက်မယ်လို့ ဖေဖေကဖို့ဖို့ကိုပြောတာပဲတကယ်ရောသမီးကိုနေတာပဲလားကျမမီမီတော့သူချက်ချင်းရိတ်ရည်လေးယူဝဲရာမှပြေရှံသွားသည်ခေါင်းကိုဆက်ကလေးငိမ့်သောအခါပြေရှံနေသောမျက်ရည်တို့လွင့်စင်ချသွားလေသည်ကျမသည်ကလေးမကလေး၏နုငယ်လာသောမျက်နှာလေးကိုငေးကြည့်ကရှင်ထဲမှစိတ်ကနေနှာကျင်သွားသည်သမီးဖေဖေနဲ့မီမီကိုအယံတတိရတာပဲအန်တီအော်သမီးရဲ့ကျမ ူပါပြင်မမျက်ရည်စားတို့ကိုလက်ဖြင့်အသာယာပုတ်တ်ပေးမိသည်အန်ဒီဖေဖေကိုခေါ်ပေးမလားယေဖះယေအန်ဒီစကားဆိုဖေဖေနားထောင်ချင်နားထောင်မှာပေါ့သမီးစီကိုအလေလာဖို့ခေါ်ပေးပါလားသူမ၏တောင်းဆိုချက်ကိုသူ့အဖေလိုက်လျောမြည်ဟုသူထင်နေခဲ့သည်ကျမကသူ့အဖေအပေါ်မှာဘယ်တော့မှမဘာမှမတောင်းဆိုခဲ့ဘူးသူကိုခလေးမှမသိဘူး ျမ၏တောင်းဆိုချက်ကို သူ့အဖေလိုက်လျောမည်ဟုသူထင်နေခဲ့သည်ကျမကသူ့အဖေအပေါ်မှာဘယ်တော့မှဘာကူမှ မတောင်းဆိုခဲ့ဘူးသည်ကို ခလေးမှမသိတောင်းယူမှပေးမည်အရာမျိုးကို သူ့အဖေထံမှကျမမလိုချင်ခဲ့ပါသူမပေးနိုင်တာတခုကိုတောင်းမိသွားမှကျမစိုးရိမ်သည်ကျမကိုလိုက်လျောခြင်းစိတ်နှင့်ဘန်လိုက်လျောနိုင်သည့်ဆုံးဖြတ်ချက်တို့အကြားမှာသူတီဝီမာကိုကျမချောက်သည် သူမလာနိုင်တာကိုလာပါလို့ခေါ်ရင်သူစိတ်မကောင်းဖြစ်အောင်ပဲရှိမှာပေါ့သမီးရဲ့သူလာနိုင်ရင်လာမှာပေါ့ကျွန်မဖြောင်းဖြားမိသည်သူလက်မခံပါသူမလာနိုင်ဘူးလို့အန်တီဘယ်လိုလုပ်သိတာလဲသူလာနိုင်တာဖြစ်ရှင်ဖြစ်နေမှာပေါ့နှစ်ရက်သုံးရက်တော့ဆေးရခဏပိတ်လို့ရရှင်ရမှာပေါ့ရရင်လာမှာပေါ့မဟုတ်ဘူးလားမရလို့မလာတာပေါ့မဟုတ်ဘူးလာလို့တော့ရရှင်ရနေမယ်ဒါပေမဲ့သမီးအဖေဖေကို အရန်တတိယနေတယ်ဆိုတာဖေဖေမသိရင်ဖေဖေပဲလာမလဲတမီအရန်ခံစားနေရတာကိုဖေဖေဒီမှလာဖို့ကြိုးစားမှာပေါ့အဲ့လိုတီအောင်အန်တီကပြောပြပေးရမှာပေါ့ပြောပြမှတီမှာပေါ့အန်တီရဲ့နော်နော်ဟုတ်သလားသူပြောတာမှန်သလားပြောမပြပဲလာနိုင်ရင်လာမှာပေါ့ဟုချိတ်မိတ်မျိုးသိပြီးညောင်းလင်းနေရမှာနှစ်စားလျင်အောင်မေတာတာစိတ်ကိုဖွှဲဟပြီးတောင်းဆိုလိုက်တာကပို့ပြီးတဘာဝချသလားချမမသိပါ နော်အန်တီဒီမှာဖေဖေသမီးကအရန်ငိုနေတယ်လို့ဖေဖေကိုပြောပေါ့ကလီမာကချဲနဲ့စာပူစာဤကျမဆိတ်ရှုပ်သေးစွာမျက်မှောင်ကျုံမိသည်အရန်မမငိုဘဲနဲ့သမီးကတခါတခါမှငိုမိတာမဟုတ်လားအန်တီနဲ့သမီးခဏခဏစကားပြောမိရှင်းပြီးရတာပဲဥစ္စာဩအန်တီကလေတခါတခါငိုတာလဲအရန်ခံစားတာပဲဥစ္စာအဲ့လိုပြောမှဖေဖေသမီးကိုတနာပြီးလိုက်ရောမှာပေါ့ကြည်စမ်း သမီးတော်တော်ဆိုးပါလားကျမမချင်မရဲပြုံးမိသည်ဒါဆိုးတာမဟုတ်ပါဘူးအန်ဒီရဲ့တခုခုဆိုတာတောင်းမရတာမဟုတ်ဘူးလားအဲ့ဒါကြောင့်မကျမသူ့ကိုဂရီတော်မပေးခဲ့ပါအန်ဒီစဉ်းစားမယ်လေဟူသာပြောခဲ့သည်ကျမတကယ်စဉ်းစားရပါဦးမည်အကယ်၍သာ သူ့လက်ထက်သူမှကျမဖြစ်ခဲ့လျင်ကီခိုင်သည်ကျမ၏သမီးလေးဖြစ်လာမလား ထိုအတွေးသည်ကျမကိုအတိတ်ကာလ၏ဝေဒနာတွေကြားမှနှောင်ဖွဲ့တင်းကျပ်သွားစေခဲ့သည်။သမီးဤ59-66နှစ်အရွယ်မျက်နှာလေးသည်သူဤအသက်22နှစ်အရွယ်မျက်နှာနှင့်အတူတူပဲဖြစ်သည်မို့သမီးကိုစကားပြောနေရင်းလွန်ခဲ့သည့်နှစ်များစွာကသူ့ကိုကျမအနီးမှာပြန်လည်ရရှိလိုက်တယ်လို့ခံစားလိုက်ရသည်။အဲဒီတုန်းကကျမမှားယွင်းခဲ့သလားဟု အခုအခါမှပြန်စဉ်းစားကြည့်မိသောအခါကျမအနေငယ်တော့တွေ့ဝီသွားခဲ့သည်ဟု ကိုကိုကိုတတိထားမိ၏လူရှင်သားတစ်ခုကိုအတနာခံတောင်းဆိုမှ ပူပူကဲကဲလေးဖွင့်ရဝန်ခံမှရမည်ဆိုလျင်နေပါစီတော်ဟုကျမခံယူခဲ့မိသည်ဘယ်တော့မှသူ့ကိုဘာမှမတောင်းဆိုခဲ့ဘူးသည့်အထွက်လဲကိုကိုကို နာကျင်မှုအကြမ်းမှချိန်တက်ခဲ့မိသည် လူရှင်သားတစ်ခုကိုအတနာခံတောင်းဆိုမှပူပူကဲကဲလေးဖွင့်ရဝန်ခံမှရမည်ဆိုလျင်နေပါစီတော်ဟုကျမခံယူခဲ့မိသည်ဘယ်တော့မှ သူ့ကိုဘာမှမတောင်းဆိုခဲ့ဘူးသည့်အတွက်လဲကိုကိုကိုနာကျင်မှုအကြောင်းမှကျင်နာခဲ့မိသည်နှစ်ပေါင်း20လောက်ကြာသည့်အထိကျမ၏အတိတ်ကိုကျမပြန်တောင်းတော့မရခဲ့ပါ အခုတော့သမီး၏စကားတစ်ခုကကျမ၏နှလုံးသားကိုစူးစူးနစ်နစ်နာကျင်အောင်ထိုးပေါက်သွားခဲ့ပြီထိုအခါကျမသည်ထိုညာချားတစ်ခုလုံးကို သူ့အကြောင်းတွေးတောရင်းဖြင့်အချိန်ဖြုံးမိသွားတော့သည်ကျမမှားသွားသလား မှားခဲ့သည်ဆိုရင်လည်းဘယ်တော့မှပြန်ပြင်၍မရတော့မီအမားပဲ။ဘာကြောင့်ကြံစင်းစားနေတော့မလဲ။မစင်းစားနဲ့ကုကုကိုရှုံချမိသည်။ဒါမှမဟုတ်ကျမမှန်ခဲ့တာလည်းဖြစ်နိုင်၏။သူ့ကိုကျမတောင်းဆိုကြည့်ပေမဲ့လည်းသူမလျာရောနိုင်ပြီတောင်းဆိုချက်ကြီးဖြစ်နေနိုင်ခဲ့တာပဲ။သူမလျာရောနိုင်တာတေချာသည့်အခွင့်အရေးတစ်ခုကိုကျမတောင်းဆိုမိခဲ့လျင်ကျမကိုသူမပေးလို့သူ့ကိုကျမစိတ်ကွက်မိကောင်းစိတ်ကွက်မိမည်။ ကိုအဖြစ်ကိုရှက်မိကောင်းရှက်မိနိုင်သည် သူလည်းရခင်ထပ်ပို၍စိတ်လျှောက်ထွေးအုံတော့ချောက်ခဲ့ပေလိမ့်မည်ဒါမှမဟုတ်ကျမကို သူတနာချင်တနာမိသွားနိုင်သည်အခုအတိုင်းလေးကမလောက်ဘူးလားကျမမသိပါဘာပဲဖြစ်ဖြစ်သူထံသို့ကျမစာတစောင်ရေးရလိမ့်မည်သူမဟုတ်တယ်လီဖုန်းဆက်ရလိမ့်မည်တမီးပြောစီခြင်းသောတမီးအလွမ်းကိုတနည်းနည်းဖြင့်သူသိအောင်ပြောပြရပါလိမ့်မည် ကျွန်မအမြင်အလို့ရလျက်ဘယ်တော့မှမဆက်သွယ်မိခဲ့တော့ဖုန်းနံပါတ်ကလေးကိုငေးကြည့်နေခဲ့မိသည်ကအချိန်ချင်းလွတ်မြောက်ခဲ့ပြီစာပဲရေးလိုက်ရမလားစာရေးတာကအချိန်ချင်းအသိရေးလို့ရသည်တယ်လီဖုန်းနဲ့ဆိုလျင်စကားအတုံးလုံးစကားလုံးတစ်ခုခု ချွတ်ချော်ပြောမိလျင်ပြန်နှုတ်ယူလို့မရစာနဲ့ပဲပြောပြပါတော့မည်နှစ်ပေါင်းမြောက်ဆောင်မမြင်ရသည်လည်းရေးကိုစာအိတ်ပေါ်မှာမြင်ရလျင်သူဘလို့တုတ်ပြန်ပါလဲ ကြည်နူးသွားမလားအံ့ဩသွားမလားမျက်မှောင်ကျုံမိသွားမလားသို့မဟုတ်ကျမလက်ရည်ကိုသူမမှတ်မိတော့တာလဲဖြစ်နိုင်ပါသည်ဆီယမာကျူးရဲ့ချစ်သူရဲ့သမီးဆိုတဲ့ဝိထုတော်လေးကိုအခုဖျက်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာအာဒီစာလေးကိုဖျက်ပြတဲ့အခါမှာကျွန်တော်ဘက်ကလိုအပ်ချက်အမောင်ရဲတစုံတရာရှိခဲ့ရင်အဲဒါလေးကိုတီးခန့်ထားလိုက်ပြီးပါလို့ကျွန်တော်ကတောင်းဆိုပါတယ်ခင်ဗျာနောက်ထပ်လည်းပဲဝိထု ဒီလိုမျိုးဝိထုတုံလေးတွေဝိထုလေးတွေကိုဖတ်ပြအောင်ပါဖို့ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာအားလုံးပဲနောက်ထပ်ဝိထုတွေမှာကြံတွေ့ကြပါမယ်เนาะအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေခင်ဗျာ